မန္တလေးမှာငရင်လုတ်တဲ့ခါကျတော့အိမ်နေပြိုတဲ့လူကပြိုမီးတွေကမလာအချက်ရပြုတ်ရတာကအဆင်မပြေလူတွေကနည်းနည်းခက်ခဲကြတယ်ပေါ့တချို့လူတော်တော်များများကတော့ဒီဂျုံဝေးမှလာပြီးတော့မှအိတ်ကြတယ်ဒီနားမှာနေရာလာပြီးတော့အပူရှောင်ကြတယ်ပေါ့နော်စားဖို့တောက်ဖို့ကရောင်းတဲ့လူတွေကမရှိအဲ့လိုမျိုးအကုန်လုံးကခက်ခဲနေရပါတော့ရေကမလာမီးကမရှိဈေးကဆိုင်ကမခွင့်ချ အိန္ဒိယ view ဆိုတော့အန်ဒီဘုကာဒီနေ့အဟာရဌာနအနေနဲ့ပေါ့နော်လိုအပ်တဲ့လူတွေယူရအောင်ပေါ့စိတ်လက်ဖက်လေးရယ်မယန်းဒီငပိချက်ရယ်ငါလေးနန်ကတ်ကျော်ရယ်ထမင်းဘူးလေးပေါ့နော်လူအယောက်ပေါင်း900စာတော့ဝေခဲ့ပါတယ်ဒါလို့ထမင်းဘူးမယူခြင်းနဲ့လူကြတော့အန်ဒီဘုကစိတ်လက်ဖက်နဲ့ပဲကျော်နဲ့ယူခြင်းနဲ့လူလည်းရရတယ်မယန်းဒီငပိချက်ကြီးပဲလိုခြင်းနဲ့လူလည်းရရတယ်ပြီးတော့ အမ်ဒညင်းတင်းငပိချက်ကလေးပဲစားခြင်းနဲ့ဆိုရင်ဒညင်းတင်းငပိချက်လေးလည်းပေးတယ်ပေါ့နော်ဒီနေ့အယောက်900စာကိုအန်ဒီကတော့ဝေခဲ့ပါတယ်ပေါ့အန်ဒီပိုးလိုမျိုးပဲအာဟာရဒါနလေးတွေဝေခြင်းနဲ့ဒါမှမဟုတ်လူခြင်းနဲ့ဆိုရင်လည်းအန်ဒီပိုးနဲ့ဆက်တွေ့ပြီးတော့လူလို့ရတယ်လို့မျိုးပေါ့နော်ကိုယ်တိုင်ကိုယ်ကျတွားပြီးတော့လည်းကျုံးဝေးမှာတွားလူလို့ရတယ်အန်ဒီပိုးကတော့ဒီနေ့အင်း သိန်း20ကျော်သိန်း30ကျော်ဘူးလောက်ပေါ့เนาะဒါကတော့အန်တီဘိုးကအကျုံပေးကိုရောက်လာတာပေါ့မြို့ပတ်ပြီးတော့ပေါ့เนาะအဲတမြို့လုံးလိုအပ်တဲ့နေရာတွေလိုက်ဝေပြီးတော့မှနောက်ဆုံးကျုံပေးမှလာထိုင်ပြီးတော့မှအဲအန်တီဘိုးကလိုအပ်တဲ့လူတွေကိုဝေပေးရပေါ့เนาะဒီကျုံပေးဒီကအဲ16 16ဘယ်နဲ့လား17လမ်းဘက်မှာပေါ့เนาะ17လမ်းဘက်မှာလည်းလိုအပ်တဲ့လူတွေအများကြီးနေတယ်လျှော့ဖင်သေးတွေနဲ့နေကြတဲ့လူတွေလည်းတော်တော်များတယ်ပေါ့เนาะ